ျမကတော့တင်ဆက်သူမဆန္နာပါဖြည့်ရမှန်ဇလံကောင်းများနဲ့စိတ်ဝင်စားပွဲမှုကင်းဇလံကောင်းများကိုနေ့စဉ်မပြတ်တင်ဆက်ပေးနေတဲ့ MNU Channel ကနေကြိုဆိုလိုက်ပါရရှင်ဒီနေ့မှတင်ဆက်ပေးမယ့်ဇလံကောင်းလေးကိုလည်းခံစားနားဆင်အားပေးကြပါအောင်ရှင်အဲ့ဒီညကကျွန်တော်အိတ်မပြော ညနေဘက်ကော်ဖီတောက်ရင်အိမ်မပြောဓမ္မန်တိရက်နဲ့တငယ်ချင်းတယောက်နဲ့လက်ဖက်ရည်ဆိုင်ထိုင်ပြတော့ကော်ဖီတောက်ဖြစ်သွားပြီ။ပူပြီးဆိုတာကညရောက်တော့အမကလက်ဖက်တုပ်ကျွေးပြန်ရော။နည်းနည်းပဲစားမယ်ဆိုပြီးစားကြည့်တော့ကောင်းတာနဲ့တော်တော်များများစားပြစ်သွားပြီ။အိမ်မပြောတဲ့အတူတူအိရာတဲ့ပလက်လန်ပြီးလိုင်းသုံးနေလိုက်တယ်။ဘေးနားမှာ အကိုဝမ်းခွဲတယောက်ကဟောက်နေတယ်။သူ့ဘေးနားက MP3 ဆက်ကလေးက တိရကုဆရာတော်ကြီးရဲ့နောက်ဆုံးဆယ်လမြတ်ဗုဒ္ဓတရားတော်ကိုမတိုးမကျေဖွင့်ထားရီဟောက်နေတဲ့အချိန်မနေ့ကသူ့ကိုမေးရင်ငါမအိပ်ပါဘူးကတရားနာနေတာပါလို့ဖြေလိုက်မိတခါတခါတညာလုံးကားအဝင်ထွက်ရှိတဲ့အိမ်ရှိချမ်းမတကားကြီးတွန်းဖွင့်တဲ့ပြန်ပိတ်တဲ့ကြုံကြုံကိုကြားနေရတယ် ပလက်အနေထားမှာခေါင်းကိုမော့ကြည့်လိုက်ရခေါင်းရင်ဖိအားကန်းမှာစင်တူတော်လီရဲ့ရောင်ကြည်တော်ဇဝိုင်းမှာမိဝိုင်းကလေးများကလေ၍တကဖြာ၍တလဲလှဲပတ်လျက်ရှိပါ रे ပုံမှန်အဖျင်ရက်ွက်ကလေးကစင်ကြီးဖုံးရက်ွက်ကလေးဖြစ်တာနဲ့အညီငိန်သက်လျက်ရှိပါ रे ရန်ဖန်ရန်ခေါဟိုနာဒီနာမှာ ခွေးရောင်တန်တချို့နဲ့ခေါမိုးစီက မိုးပေါကြတန်ခပ်ပါပါကိုကြားနေရ रे အိယာဘေးရှိဖွင့်ထားတဲ့ပြတင်းပေါက်မှာဒိုးဝင်လာတဲ့လေက မိုးငွေပါလို့လားမသိအေးစိမ့်သွားတယ်။ခြေရင်းရှိနေရာမှာချိတ်ထားတဲ့နာယီကိုလှမ်းကြည့်လိုက်တော့ည10နာရီမိနစ်20ကို ပြနေတယ်။အိမ်မှဖြစ်တော့မယ်။တယ်လီဖုန်းကိုပိတ်လိုက်တယ်။ဆောင်းအခောက်ကိုမဖြတ်မဲရင်ဘတ်ပေါ်တင်လိုက်တယ်။အိပ်ပျော်လို့အိပ်ပျော်ငောင်းမျက်လုံးကိုမှိတ်ထားလိုက်တယ်။မျက်နှာပေါ်တက်တဲ့မှာလေးဘေးမိချောင်းကြီးကနုနေအောင်အလင်းဓာတ်တွေထုတ်ပေးလျက်ရှိတယ်။ နားထဲမှာခွေးရောင်တန်းတွေရော လူတန်းတွေရောရောထွေးစုညံစွာကြားနေရတဲ့သူတိုင်အောင် လူကမနှုတ်အိမ်မက်မက်နေတယ်လို့တကယ်လိုလိုနဲ့ဖြစ်နေတယ်။ကိုအောင်ကြီးကိုအောင်ကိုအောင်ထထခြံထဲမှာသခိုးဝင်နေလို့အကိုဖြစ်သူရဲ့စူးစူးဝါးဝါးအော်တန်ကိုကြားတော့မှကျွန်တော်အတိဝင်ပြီးလန့်နိုးသွားတယ်။တကယ်တော့ကျွန်တော်ကလွယ်လို့အိမ်မှာရှိသမျှလူတွေအကုန်နိုးနေကြပြီ အကိုကြီးအကြီးဆုံးနဲ့တူမကအိမ်အပေါ်ထက်မှာလမ်းနေဓမီတလန်နဲ့ပျောက်ချက်သားကောင်းနေတဲ့တခုကို အပေါ်စည်းကနေဓမီနဲ့ထိုးပြီးရှာနေကြတယ်။ကျွန်တော်လည်းတွေ့ရောဒေါက်တာချောင်းကိုဆွဲကအိမ်ရှိချန်တကားစီကိုဂမူရှူတို့ထွက်သွားတော့အိမ်ရှိချန်တကားကတော့ခက်ရတာကျွန်တော်ကိုတွေ့တော့အိမ်ရှိချန်ပြင်းမရဲတယောက်ကရှောက်လာပြီးချန်တကားမဖွင့်နဲ့အကိုခမရတို့ချန်နဲ့မဝင်အောင်သာခယူဆိုင်အပြင်မှာကျွန်တော်တို့ရှိတယ်လို့ပြောကပြန်ထွက်သွားတယ် ။သူပြောတာဟုတ်တယ်။ကျွန်တော်တို့ခြံဝင်းထဲဝင်လာရင် ရှာဖို့ခက်မယ်။အုပ်ဆိုင်နေတဲ့တစ်ပင်ကြီးတွေ၊ခြုံပင်တွေ၊ငှက်ပြောပင် အုပ်အုပ်တွေကတချံလုံးကိုဖုံးအုပ်လျက်ရှိတယ်။ခွေးနှကောင်ကခြံထဲမှာလှဲပတ်ပြေးလွှားနေတယ်။အကူဖြစ်သူကဘေးခြံကိုရောက်နေပြီ။အမကအိမ်ပေါ်ကအောက်ကိုမစင်တကားတွေကိုအလုံးပိတ်ကအိမ်ထဲမှာပဲထိုင်နေတယ်။ခြံထဲမှာတော့ကျွန်တော်နဲ့အလုံးသမားနှစ်ယောက်သာဒုတ်တယောက်တစ်ချောင်းနဲ့ရှိနေတယ် ဒူမဖြစ်သူကအိမ်အပေါ်ဓာတ်ကနေပြီးဓမီနဲ့ထိုးကဟူမဟူမတခုတခုလို့ထအော်တော့အမဖြစ်သူကဟဲ့ကမလေးတေးချင်လို့လားဒူတို့လှန့်ဟန်တန်ကိုကြားရရင်အောင်မင်္ဂလာရက်ွက်ဘက်ကပြေးလာတာကျွန်တော်ခြံထဲကနေဖြတ်ပြီးတော့ခမရတို့ခြံဘက်ကိုဝင်တာကျွန်တော်တို့ခြံရဲ့ဘေးကျင်းကချမ်းပိုင်းရှင်ကကျွန်တော်ကိုမြင်သွားတော့လှမ်းအော်ပြောတယ် ူချန်ကကျွန်တော်တို့ဂျန်ရဲ့ဘေးဘက်အချမ်းမှာဘေးချင်းကပ်ဖြစ်ပြီးအကာရံမရှိတဲ့ချမ်းကျဲကြီးတစ်ချံဖြစ်တဲ့ကျွန်တော်တို့ဂျန်ရဲ့အုတ်နေရံကမြေဝင်ရောအမြင့်မှာပေါင်းရင်ဆက်နက်ဘေးတိတိရှိဒီလောက်အမြင့်ကြီးကိုဘလို့များကြော်တက်ပါတယ်လို့ကျွန်ုပ်တွေးနေမိတယ်။ဂျန်စီယိုခတ်ပြီးခါစားမှုပရိဒါတန်ဆူကျိုးမတက်စင်ရသေးတာကပဲအားနေချက်ဖြစ်နေပြီးသား။ဂျန်ထဲမှာခွေးနှကောင်ကလည်းရှိနေဒါကိုဂျန်ထဲဝင်နေဆိုတော့စဉ်းစားစရာ အခုတော့ဂျန်ထဲမှာမရှိတော့ဗျာ။ ဘဲရောက်သွားပြီလေပြောစရာဆိုလို့ခြံရဲ့ညာဘက်ခြမ်းအလေတဲတဲလောက်မှာညာဘက်ဘေးကျင်းကပ်ခြမ်းနဲ့အဝင်ထွက်လုပ်ရန်အတွက်တကားပေါက်ငယ်လေးတစ်ပေါက်ရှိသည်ထိုတကားကိုဇက်ထိုးယုံသာထိုးထားသည်တခိုးကခြံရဲ့နောက်ဘက်ခြံစည်းရိုးအတိုင်းကပ်ခါထိုးအပေါက်မှာဘေးခြံကိုထွက်သွားခြင်းဖြစ်လိမ့်မည်ထိုးဘေးခြံမှာတစဉ်ရှေ့လမ်းမပေါ်ကိုထွက်ဖို့ကြိုးစားခြင်းဖြစ်လိမ့်မည်လမ်းမပေါ်မှာလူအများကြီးတွေ့ရတော့နောက်ဘက်ကိုပြန်လာစဉ်ကျွန်တော်တို့မကအိမ်မော်ကမြင်ပြီး လာအောင်ချင်းဖြစ်သည့်ကျွန်တော်တို့ရဲ့ခြံဘက်ကိုပြန်လာဖို့အစင်မပြေတော့တဲ့တကူကသူရောက်နေတဲ့ခြံရဲ့ဘေးဘက်တစ်ပင်တစ်ပင်ကိုခိုးကောက်အုတ်နေရမှတစ်စင်အိမ်ခေါင်မိုးပေါ်တစ်ခုကိုတက်ရောက်သွားတော့တကြွန်းကြွန်းအတန်များထွက်သွားရီခွင်းနှကောင်ကနောက်ဖေးဘက်ကိုအပြေးလိုက်ဟောင်းတော့ကျွန်တော်နဲ့အလုသမားနှစ်ယောက်ပြေးလိုက်သွားရောတကူပြေးရလမ်းတိုင်းလိုက်လာတဲ့ရင်းနှစ်ယောက်ကဘေးခြံကတစ်စင်တကူပြေးလာရလမ်းအတိုင်းကျွန်တော်တို့ခြံဘက်ကိုကူးကောက် ခြံထဲကိုမဝင်တော့ပေဥဒတိုင်းအတိုင်းတခိုးပြေးရဘက်ကိုလိုက်သွားတာကိုတွေ့ရတယ်။ကျွန်တော်ကလက်နှိပ်တမ်းပြီးနဲ့ထိုးလိုက်ရ။ကျွန်တော်တို့ရဲတွေပါဒီကောင်ဒီလန့်တိုင်ပြေးတာဗျ။ချိုတို့ပြန်ပြောကဥဒတိုင်းအပေါ်မှာတစ်ဖက်ဘေးခြံကိုရောက်အောင်ပြေးလိုက်သွားတယ်။ရဲနှစ်ယောက်ရောက်တဲ့အခါတခိုးရဲ့အတန်းကငြိမ်သွားပြန်နေလက်နှိပ်တမ်းပြီးများနဲ့ထိုးပြီးရှာတဲ့အခါအမိုးပေါ်မှာပြန်စင်းကအိမ်များကြားတဲ့ဝင့်နေတာကိုတွေ့ရတယ်။ဟေးရမင်းထွက်ခဲ့ မင်းပြေးလို့မလွတ်တော့ဘူးရင်းနှစ်ယောက်ကအော်တိုင်းပေါ်ကမစင်မဲအော်ပြောလိုက်တဲ့တကူကအိမ်နောက်ဖေးတခုရဲ့တစ်ပင်ချီရင်မှဝင့်နေတဲ့ရဲတယောက်ရဲ့လမ်းနေတံမီရောင်ကတကူရဲ့မျက်နှာပေါ်ကိုထိုးကြသွားပြီးရဲနှစ်ယောက်ကတကူကိုလက်ရဖမ်းရန်အတွက်အော်တိုင်းပေါ်မှာအောက်ကိုခုံချလိုက်ကြတယ်တကူကအိမ်နောက်ဖေးထောက်မှာပိတ်မိနေတော့ပြေးလို့မလွတ်နိုင်တော့ဟာငါဖုံးပြုတ်ကြသွားပြီကွာရဲတယောက်ကအော်ပြောလိုက်ခြင်းဖြစ်တဲ့ သူတို့နှစ်ယောက်ဓမီနဲ့ထိုးပြီးဖုန်းကိုရှာရီဖုန်းပြန်တွေ့တော့တကိုးကနေရာမှာမရှိတော့ရင်းနှစ်ယောက်ကဓမီနဲ့ထိုးပြီးရှာပေမဲ့မတွေ့အိမ်တွေကတိုက်ခိုက်အိမ်တွေကြည့်ပေမို့အိမ်အောက်ထဲဝင်ပုန်းလို့မရနိုင်တကိုးကသူ့ဝင့်နေတဲ့တစ်ပင်ကိုတွေ့ကနှစ်ထပ်အိမ်တစ်လုံးရဲ့အမိုးပေါ်ကိုပြန်တက်သွားပြီးဖြစ်တဲ့ကျိုး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 အတန်းကြာမှလက်နေဓမီရောင်ကအင်ခေါင်မိုးစီကိုရောက်တော့ကြရီတကိုးကအမြင့်ဆုံးအိမ်တစ်လုံးရဲ့အမိုးပေါ်ကိုရောက်နေပြီဖြစ်တဲ့ ကွန်းသီးပင်တပင်ရဲ့အရေးကိုခိုးကအင်ကောင်မိုးပေါ်မှာဝစ်ပြီးသူ့အတွက်လွလန်းကိုစဉ်းစားနေဟန်ရှိသည်အင်ကောင်မိုးပေါ်မှာဝစ်နေတယ်ကွာလေးကွာနဲ့ပြစ်ပါလားရဲတွေကတက်လိုက်လေကွာဘာလုပ်နေတာလဲဝိုင်းရံထားတဲ့လူအုပ်ထဲမှာအတန်များဖြစ်သည့်အင်ရှင်များကလည်းသူတို့အိမ်ထဲဝင်မလာရေးအတွက်ဂယုဆိုင်နေကြရိဇရိုးဆိုင်ပိုင်ရှင်ကိုထက်အောင်ကလည်းတရှိတလက်နဲ့ ဓမီးကိုလက်တစ်ဖက်စီကားကင်က သူတို့အိမ်ဘက်ကိုဝင်မလာရေးအတွက်အလုရှုပ်နေတယ်ရင်းနှစ်ယောက်ကလည်းအင်ခေါမိုးပေါ်ကိုတခိုးတက်သွားတဲ့အတိုင်းလိုက်တက်သွားတယ်မနေတာတော့တဲ့တခိုးကအင်ခေါမိုးအတိုင်းလျှောက်ကအနေငယ်နေနဲ့နောက်ထပ်အင်တလုံးစီကို TV အင်တာတိုင်းကိုအားပြုကခုံချလိုက်တယ်ခေါမိုးအတိုင်းဆက်လျှောက်ခါအနှဲငယ်နေနေစရိုးဆိုင်အင်ခေါမိုးပေါ်ကိုဆင်းပြီးအမိုးအတိုင်းလျှော့စင်ကပျောက်သွားရည် ရဲနှစ်ယောက်ကအင်ခေါမိုးပေါ်ကိုတက်နေချိန်မှာရုတ်တရက်မျက်ခြေပြတ်သွားပြီးအောက်ကလူများလည်းမတိလိုက်ရဲနှစ်ယောက်ကအင်ခေါမိုးပေါ်ရောက်တော့တခိုးကပျောက်ချက်သာကောင်းနေပြန်နေအောက်မှဝေဖန်ပြောဆိုတမ်းများကြားနေရတဲ့အင်ခေါမိုးပေါ်မှာရဲနှစ်ယောက်ကလည်းမကြေမနက်ဖြစ်နေကြတယ်ဟေးအောင်မင်းထွက်လာခဲ့မင်းပြေးလို့မလွတ်တော့ဘူးကွာမင်းကိုတို့ဝိုင်းထားပြီးပြီတိုးတော့လေတခိုးကပျောက်ချက်သာကောင်းနေတဲ့15မိနစ်လောက်ငြိမ်သွားတယ် ဤအခြေအနေကိုမကျေနပ်နိုင်သူကကိုထက်အောင်သူ့အိမ်ခေါမိုးပေါ်မှာစောစောကပဲတွေးလိုက်သေးတယ်။တချေကိုလက်ကကြစ်ကြစ်ပါအောင်ဆုပ်ပြီးဓမီကိုဖွင့်လို့အိမ်ကြားထဲကို တိုးဝင်လိုက်တယ်။ဓမီကို အပေါ်ကိုမော့ထိုးကစိစိဆက်ဆက်ရှောင်ရင်းပါဇက်ကပြေတောက်ပြေတောက်ပြောနေတယ်။ဒီကောင်ကဒီနားလေးတင်ပျောက်သွားတယ်။ငါးဆိုင်နဲ့တော့ရောက်မနေတော့ပါဘူး။တကားတွေပိတ်ထားတာပဲ။ လေတချက်အဝေးမှာတစုံတစ်ခုလှုပ်ရှားသွားတယ်လို့ဖြစ်သွားတာကြောင့်ကုထက်အောင်ကဂယုဆိုင်ကြည့်လိုက်တဲ့ပဆူစာဒီဇိုင်းမိတ်အမောင်ရိတ်အောင်မှာပုံနေတဲ့တက်ခိုးရဲ့ပဆူစာတွေ့ပြီတွေ့ပြီဒီမှာဒီမှာအချိန်နေမဟန်တော့တက်ခိုးကဒီဇိုင်းမိတ်အောက်ကထွက်ခါအမိုးပေါ်ကိုပြန်တက်လိုက်တဲ့လူများရဲ့လမ်းနေဓမီရောက်များကတက်ခိုးပေါ်ကိုကြားရောက်တော့တယ်တကူကမျက်နာကိုလက်နဲ့ကောင်းရင်အမိုးအနှဲငယ်မြင်တဲ့အင်ခေါင်မိုးပေါ်ကိုတက်လိုက်တဲ့ ဝိုင်းထူထားတဲ့မိရောက်များကြောင့်ပဝင်းကျင်ကိုမမြင်နိုင်တဲ့တကူကရဲနှစ်ယောက်ရှိရာအမြင့်ဆုံးအိမ်ခေါင်ဘက်ကိုကူးဖို့ပြန်လိုက်တဲ့ဟေးအောင်မင်းပြေးဖို့မကြိုးစားနဲ့တော့မင်းပြေးလို့မလွတ်တော့ဘူးတကူကမော့ကြည့်လိုက်တော့အပေါ်မှရဲနှစ်ယောက်ကအသင်ဆောင်နေကြတယ်နောက်ပြန်လှည့်ဖို့ကြိုးစားကြည့်တယ်လူအုပ်ကြီးကအောက်ကနေမနေတကူကအိမ်ခေါင်ပေါ်မှာထိုင်ချလိုက်တယ်ဟေးအောင်မင်းအဖမ်းခံပါထွက်ပြေးဖို့မကြိုးစားပါနဲ့တော့မင်းကိုငါတို့ဘာမှမလုပ်ဘူး တကူးကစိတ်ဒုံဒုံချလိုက်ရန်တူရင်ကျွန်တော်အဖမ်းခံပါမယ်ကျွန်တော်အခုရေအားစာနေတယ်ရေတိုက်ပါရေတယောက်ကရေဘူးလန့်ပေးလိုက်တဲ့တကူးကအိမ်ခေါင်မိုးပေါ်မှာထိုင်ကရေတောက်တဲ့အာရပါရတောက်ပြီးမှရေဘူးကိုရဲထံပြန်ပေးဖို့လက်ကမ်းလာတယ်ရေဘူးပြန်ယူဖို့လက်ကမ်းလာတဲ့ရဲရဲလက်ကတကူးကိုကြောက်ကနေနေအောင်လက်ထိတ်ခတ်လိုက်တဲ့မင်းငါတို့ကိုဒုက္ခပေးတယ်ကွာ အနေဆုံးစရိုးဆိုင်အိမ်က လေကားထောင်ပေးလိုက်တော့အားလုံးအလွဲတကူဆင်းလိုက်နိုင်ကြရဲ့ရဲကတခိုးကိုဆိုင်ကယ်ပေါ်တင်ပြီးထွက်သွားပြီဖြစ်သည်လူတွေကအိမ်ထဲကိုမဝင်ကြသည်ဖြစ်စဉ်အစားဆုံးကိုမြင်သူတွေက နောက်မှနိုးလာပြီးဆက်စုသူတွေကိုရှင်းပြနေသည်ဒီတခိုးကဘသူအိမ်ဝင်ခိုးလို့မိတာလဲတကြီးပိုင်းတယောက်ကမေးလိုက်သည်အမှန်ကတခိုးမဟုတ်ဘူးပါကြီးရဲ့မျိုးလုံးများအလုံးကအတန်ရှင်စီကို ရောက်တော်ရည် ရက်ကွက်အုပ်ချုပ်ရေးမှုရဲ့အတန်းဖြစ်တယ်။တခိုးမဟုတ်လို့ဘာလဲကွ။ဒီကောင်ကတခိုးမဟုတ်ဘူး။ရဲဘက်ပြေးတယောက်ပဲ။ဟိုဘက်ရက်ကွက်မှာနေတာ။ဒီကောင်နာမည်ကမောင်စိုးတဲ့။ကောင်းကောင်းနေရင်တော့လေရဲကဖမ်းတင်မှာဖမ်းမှာပေါ့လေ။ဒီကောင်ကကောင်းကောင်းမနေဘူးဗျ။ဒီကောင်အိမ်အောက်ထက်ကအဆောင်လှုပ်ထားတာ။အဲ့ဒီမှာနေတဲ့ကောင်မလေးတွေရေချိုးတာ၊ချောင်းတာတို့ဒီကဘာကြီးကဘာလှုပ်တာတို့ပဝင်းကျင်မှာခြေစော့လက်စော့လှုပ်တာတို့ရှိရပြင် ပဝင်းကျင်နဲ့လည်းအဆင်ပြေအောင်မနေတော့တိုင်တာပေါ့ဗျာတိုင်တဲ့သူရှိတော့လေရဲကဖမ်းရတာပေါ့အင်ကိုလာဝိုင်းတော့ဒီကောင်ကထွက်ပြေးတာအဲ့ဒီမှာရဲကလိုက်တော့လူတွေကဘူးမသိဘာမသိနဲ့တခိုးတခိုးဆိုပြီးတော့ဝိုင်းအောင်ကြတော့တာဗျူကျွန်တော်စိတ်ထဲမှာမရှင်းလင်းတဲ့တန်တရားလေအခုမှရှင်းသွားခဲ့ပြီ။အော်ဒါကြောင့်ရဲကထက်ချက်ကပ်ပါလာတာကို အိမ်ရဲတဲ့ကိုပြန်ရောက်တဲ့အချိန်တော်တော်နဲ့အိတ်မပြောတော့အချိန်ကမနက်3နာရီထိုးနေပြီမျက်လုံးမိတ်ထားပြီးမြမျက်လုံးထဲမှာရုပ်ရှင်ဆန်ဆန်ပြကွက်များကတကွက်ချင်းတကွက်ချင်းပေါ်လာနေသည်ကျွန်တော်ငငယ်ကကြည်ဘူးတဲ့စာပလီနှင်းမောင်နဲ့မတ်တထောင်တကောင်ဘွားဇကားတွေက လူစိုးတယောက်ဆောင်ညွန်ဝင်းကဇာပလီနှင်းမောင်ညွန်ဝင်းလိုက်တော့အိမ်ပြတင်းပေါက်မှနောက်ကျွန်းပြစ်ချလိုက်ရာဆိုင်ကယ်ပေါ်ထိုင်လျက်ကျသွားပြီးနောက်ဆိုင်ကယ်နဲ့ထွက်ပြေးရင်မှအင်းလေးကန်ကြီးအတွင်ကိုရောက်သွားပြီးစက်တက်လေးနဲ့လိုက်တန်းပြေးတန်းလူစိုးဖမ်းမုံပြခွက်ကိုမစီမဆိုင်တရီရနေမိ၏တပြင်းတစ်ချက်ကိုမှုတ်ထုတ်ရင်းခိုင်ထူးရီစကိုင်းလန်းတခြင်းနေကခုညတော့အိမ်နိုင်မယ်မထင်ဘူးဆိုတဲ့ဇာသားလေးကို စိတ်ထဲကညီးလိုက်မိ၏ အကိုဝမ်းခွဲဖြစ်သူကျွန်တော်အနာမှာပြန်အိပ်ပျော်သွားပြီဖြစ်တယ်။စာရေးသူဆရာကြီးကိုလည်းဂျေဇူးတင်ပါရီ။ဟုတ်ကဲ့ဇလန်လေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါရရှင်။နားစင်အားပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုဂျေဇူးတင်ပါရီရှင်။